ားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ12ရက်ညပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေတ်နိုင်ငံကတင်ဆက်ပေးပါတော့မယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲရှစ်ကြည်ကြံကိုတရုတ်ထံလွှဲပြောင်းအပြီးမင်းအွန်လိုင်းနဲ့ဆော့ရှစ်သူတို့ထိခိုက်နိုင်တယ်ဆိုတဲ့သတင်းကိုယုံကြည်ရာကြောက်ပြာရှင်ရှင်ပြိုင်ကြမယ်လို့စင်ခေါ်လိုက်တဲ့တော်လန်မင်းသားဒေါင်းစစ်တပ်ကတော်ရေရှေ့ရာပြုံးလင်မှာရွှေဆန်တများတိုက်ခံရပြီးဝင်ခုခံတဲ့ဝန်ထမ်း ပြစ်ခတ်ခံရလို့တည်ဆုံးတဲ့တဲ့င်းတောင်းရန်လာသမင်းတနေ့ short ဆားတဲ့နီးတွေနဲ့စားဝတ်နေရဲ့အကြက်တွေကိုဖြည့်ရှင်းနေရတဲ့ပြည်သူတွေအကြောင်းကဏီကအန်ယူဂျီစေးုံဘုံကျဲခံရလို့လူနာနဲ့ဆီယမရှေ့ကိုတည်ဆုံးတဲ့တဲ့င်းကမ်ဘောဒီးယားနဲ့ငင်းချင်းရဲ့မတီဆောက်တော့ဘူးလို့ပြောလာတဲ့ထိုင်းဝန်ကြီးချုပ်အဲ့လို တနေ့တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတဲ့င်းတွေကိုတင်ဆက်ပေးထားပါရစေ။ ပြည်တွင်းသတင်းတွေကိုအရင်ဆုံးတင်ဆက်ပေးသွားပါမယ်။ရှစ်ကြည်ကြံကိုတရုတ်ထံလွှဲပြောင်းလိုက်အပြီးမင်းအောင်လိုင်းနဲ့ဆော့ရှစ်သူထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့သတင်းနဲ့ဆက်လိုက်ခြင်းပါတယ်။တရုတ်ကအသေးအံလိုချင်တဲ့အကြဖြန်ကောင်းဆောင်ရှစ်ကြည်ကြံကိုဒီနေ့မှပဲထိုင်းအာဏာပိုင်တွေကတရုတ်ထံလွှဲပြောင်းပေးလိုက်ပြီလို့ထိုင်းသတင်းဌာနတွေရဲ့ရေးသားဖော်ပြချက်အရသိရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ကတူနာပုံမင်းလေးစိတ်မှာ2022ခုနှစ် နိုဝင်ဘာလတုန်းကဖန်စီကက်ပြရနောက်ဒီနေ့အော်တိုဘာလအတွင်းထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတရုတ်ကိုလွှဲပြောင်းပေးဖို့ဆုံးဖြတ်ခဲ့ရပါဒီလိုလွှဲပြောင်းပေးခံရမှုကြောင့်သူနဲ့ပူပေါင်းလှုပ်ဆောင်မှုတွေရှိရလို့သတင်းတွေထွက်ပေါ်နေတဲ့အစ်စ်ကောင်ဆောင်မယောင်လိုင်းနဲ့အတူစစ်တပ်ထိပ်တန်းကောင်ဆောင်ရဲ့အပါအဝင် KNBGF ကောင်ဆောင်ဆော့ရှစ်သူတို့ကိုထိခိုက်မှုတွေရှိနိုင်တယ်လို့လေးလာသုံးသက်သူတွေကပြောကြားနေကြပါတယ် တကယ်လို့ကြားဖြန့်ကောင်းဆောင်တာပြိုးအာနာပိုင်တွေနဲ့ပူပေါင်းပြီးသူ့ရဲ့လုပ်ငန်းကွင်ရက်တွေနဲ့ပတ်သက်ဆက်နွယ်သူတွေအကြောင်းတရင်အချက်လက်တွေဖွင့်ချမယ်ဆိုရင်မြန်မာစစ်ကောင်ဆောင်တွေထိခိုက်မှုတခြားဘောက်ရှိနိုင်တယ်လို့ကြားဖြန့်ရဲ့လေးလာစောင့်ကြည့်သူတူဦးကသုံးသက်ပြောကြပါတယ်ကြားဖြန့်ကောင်ဆောင်ရဲ့ယထိုက်ရှုကုတ်ကိုစီမံကိန်းဟာစတင်တည်ထောင်ခြင်းကလေးကတရုတ်ဆိုရရဲ့သတိပေးမှုတွေရှိခဲ့ပြီးအဲ့ဒီစီမံကိန်းဖော်ဆောင်ရမှာမြန်မာစစ်တပ်ရဲ့ထိတ်တန့်ကောင်ဆောင်မှုအဆင့်ကနေ ခွင့်ပြုမိတဲ့အကာအကွယ်ယူခဲ့တယ်လို့ဆွတ်ဆွဲခံခဲ့ရပါတယ်။တကယ်လို့သူသာစီမံကိန်းအတီးပြုတ်ပေမုံဒါမှမဟုတ်လူကူရှုံးမွေအောင်လုပ်ပေမုံအတွက်မင်းအောင်လိုင်းနဲ့တိုက်ရိုက်ငွေကြေးသွမဟုတ်အခြားခံစားခွင့်ပေးခဲ့တယ်ဆိုတဲ့တသက်အထောက်အထားတွေကိုတျိုးအာနာပိုင်းနဲ့ရှင်းမှာဖွင့်ရှာခဲ့ရင်နိုင်ငံကဆွတ်ဆွဲချက်တွေတာမကပဲကျောင်းနိုင်ငံနဲ့မြန်မာစစ်တပ်ကြားဆက်ဆံရေးကိုပါပြင်းထန်စွာထိခိုက်စေနိုင်တယ်လို့သုံးသပ်ကြပါတယ်။သူဟာနိုင်ငံဖြစ်ကျော်ပြင်းမှု လူကုန်ကူးမှုငွေကြေးခွာချမှုတွေရဲ့အဓိကကောင်းဆောင်ဖြစ်တာကြောင့်ဒီလုပ်ငန်းတွေမှာစစ်ကောင်ဆောင်တွေပါဝင်ပတ်သက်မှုရှိတယ်ဆိုတာဒါပေါ်ပေါက်လာရင်ကုလသမဂ္ဂနဲ့အမေရိကန်တို့လိုအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုအစ်စ်တွေလည်းထပ်မံချမှတ်ခံရနိုင်ပြီးနိုင်ငံဖိအားတွေပုံမိုမြင့်တက်လာစေနိုင်တယ်လို့လည်းဆိုကြပါရယ်။ဆိုရှယ်သူနဲ့ BJF ကိုကြားဖြန့်လုပ်ငန်းတွေရဲ့ဒါရိုက်အကျိုးခံစား권ရှိသူအဖြစ်ပြုတ်ဆိုရာကထောက်လင်းအချက်လက်တွေနဲ့ဖော်ထုတ်နိုင်ခဲ့ရင် င်ရှားဆောင်တပ်အပေါ်ကြုတ်ဖြစ်အားနဲ့တရားဥပဒေအရစစ်စင်မင်းမြတ်မှုနဲ့တိတိတသာ မြင့်တက်လာနိုင်တယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်။ထမှန်တင်ဆက်ပေးကြတာကတော့ကိုယုံကြည်ရာအကြောက်တရားရှင်ပြန်ကြမယ်လို့တော်လင်မင်းသားတောင်းကစင်ခေါ်လိုက်တဲ့သတင်းမှာနီးရတနက်ကြောက်လိုက်ရပြီးအတူရောင်ရွှဲကောက်ပွဲကိုမဲဆွယ်ပေးနေကြတဲ့ပြည်တွင်းကအနုပညာရှင်တွေကိုတော်လင်မင်းသားတောင်းကစင်ခေါ်လိုက်ပါတယ်။ကိုယုံကြည်ရာအကြောက်တရားရှင်ရှင်ပြန်ကြမယ်လို့ ်ပြူတိုင်းကြိုက်တဲ့တော်လင်မင်းသားဒေါင်းက challenge ခေါ်လိုက်တာပါပြီးခဲ့တဲ့ရက်ပိုင်းကဆလို့အနုပညာရှင်တွေကိုအတူအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ကဆိုင်းဘုတ်တွေကိုင်ဆောင်စေပြီးဆောင်းဘုတ်တွေရွက်ခိုင်းခဲ့ပါတယ်အဲ့ဒီမှာ2020ခုနှစ်အနာသိမ့်မုံအစပိုင်းမှာပါဝင်ခဲ့တဲ့အနုပညာရှင်တွေအပြင်ထိတိတ်ဝင်ပါဝင်ခဲ့ပြီးထောင်ရှားခံခဲ့ရတဲ့လူမင်းပြည်သူအင်ဒရာကျော်စင်တို့လည်းပါဝင်ပါတယ်ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းကဝါရဖြန့်ပေးဖို့ညှင်းဆန်ခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့မင်းသမီးဖွေးဖွေးနဲ့တေဥဆောင်အလေးအောင်တို့လည်းပါဝင်လာတာတွေ့ရပါတယ်။ဒါကနေတွန်းနဲ့မြင်းမြတ်တို့ဥဆောင်ပါဝင်ခဲ့တဲ့ခက်သမိုင်းကိုဒုံဆိုင်မင်းသူများဆိုရက်ရွက်ောက်ပွဲဝါရဖြန့်ဆက်လံအပီမဖြစ်မနေဝါရဖြန့်ပေးဖို့အနုပညာရှင်တွေထိန်းချုပ်ခံရပြီးရနောက်အခုလိုလှုပ်ဆောင်လာရတာဖြစ်ပါတယ်။ဒီလိုပေါ်ထွက်လာပြီးရနောက်တော်လန်တေဥဆောင်မင်းသားတောင်းကမင်းတို့ရင်ဆိုင်နေရတဲ့အကြောက်တရားကတကူစားဘွားအတွက်ငါတို့တော်လန်ရင်ဆိုင်နေရတဲ့အကြောက်တရားက အာနာရှင်စနစ်လက်ထက်ကြဆုံမဲ့မျိုးစစ်သည်လူဖွဲ့စည်းအတွက်ဘယ်အကြောက်တရားကအမှန်လဲဘယ်ဘက်ကိုရွေးရှင်မလဲကိုယုံကြည်ရာအကြောက်တရားရှင်ရှင်ပြိုင်ကြတာဘောလို့သူ့ရဲ့လူမှုကွန်ရက်ကနေရေးသားပြောဆိုလိုက်ပါတယ်လက်ရှိစစ်ကော်မရှင်ဟာအတွေ့အော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအွန်လိုင်းပေါ်ကနေဝေဖန်ဆုံးချသူဒန်းကိုတွက်ကြရပုံမှန်တွေတက်ပြီးအာရမဖန်စီအမုံဖွင့်နေပေမဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပပေးဖို့ ချိုးပန်းနေရလို့မင်းအွန်လိုင်းနဲ့ဆော်မင်းထွန်းတို့ကအရှက်မရှိပြောဆိုနေကြပါတယ်။ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။စစ်တပ်ကတော်ရဲ့၈၀ပြင်းဦးလွင်မှာ ရွှေဆိုင်တမားတိုက်ခံရပြီးဝင်ခုခင်နဲ့ဝန်တန်းပြစ်ခတ်ခံရလို့တည်ဆုံရတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။တစ်သူများနှစ်ခုစစ်စင်အတွင်တော်လင်းတက်ဖို့ရဲတိမ့်မယ်လို့သတင်းထွက်ခဲ့တဲ့မန္တလေးတိုင်းပြင်းဦးလွင်မြို့လေကရွှေဆိုင်တဆိုင်ဒီနေ့မနက်ပိုင်းမှာပြစ်ခတ်တများတိုက်ခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။ ဒီနေ့မနက်၈နာရီခွဲလောက်ကရွှေဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန်မှာပဲပြုံးနေမြို့လေကောင်ရက်ွက်ကြီးငါနမေကျော်နိုင်စင်နာကအောင်စပယ်ရွှေဆိုင်တဲ့တနက်ကင်ဆောင်ထားတဲ့အမျိုးသားနှုတ်ဦးကဝင်ရောက်လာပြီးဓမြတိုက်ခဲ့ရလို့ဒေသခံတွေစီကနေသိရပါတယ်အဲ့လိုဝင်ရောက်ဓမြတိုက်သူနှုတ်ဦးကိုဆိုင်ဝန်းန်းနဲ့ဖြစ်တဲ့ဥစဉ်ဝင်းနဲ့အမျိုးသမီးတူဦးတို့ကဝင်ရောက်ခုခံခဲ့ခြင်းဥစဉ်ဝင်းကိုအနီးကပ်ပစ်ခတ်ခဲ့ရာအကြောင်းတည်ဆုံးခဲ့ရပြီး အမျိုးသမီးကိုလည်းထိုးလဲခဲ့အောင်ထန်ရခဲ့လို့သိရပါတယ်။အဲ့နောက်အနီးနားမှာရှိတဲ့ပြည်သူတွေကဝမ်ဝမ်ဖန်စီခဲ့အာမှာသမ ्या ဝင်တိုက်ခဲ့သူတူအုပ်ကိုဖန်စီရမိခဲ့လို့သိရပါတယ်။လူမှုကွန်ရက်ပေါ်ပြန်လန့်လာတဲ့ရွှေဆိုင်ရဲ့ CCTV မှတ်တမ်းရုပ်သံဖန်အတွင်းဆံကေအုပ်ထုပ်တွေဆောင်းထားတဲ့တနက်ကိုင်းသမ ्या နှစ်ဦးကဝင်ရောက်လာပါတယ်။အဲ့နောက်တူအုပ်ကအမျိုးသမီးကိုတစားခံဖြစ်လှုပ်ဖို့စ조사ပေမဲ့ရုံးကန်နေခဲ့တဲ့အတွက်အမျိုးသမီးကိုထိုးနှက်ခဲ့တယ်လို့ နောက်တူကရွှေဥပုတ်စူးစားခဲ့ခြင်းဥစင်ဝင်းကဝင်ရောက်ထိုးနှက်ခဲ့ပေမဲ့ဆံကယ်အုပ်ထုပ်ကြောင့်အရာမထင်ခဲ့ပဲတနက်နက်အနီးကပြစ်ခတ်ခံရပြီးတဲ့နောက်လက်ချသွားတာကိုတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်စစ်ကော်မရှင်လက်အောက်ခံစစ်သားနဲ့ရဲတွေရောက်ရှိလာပြီးပိတ်ဆို့စစ်ဆေးတော်တွေလုခဲ့ရလို့ပြုံးလွင်မြုပ်ခံတူကပြောပါတယ်။တနက်နက်ပြစ်ခတ်ခဲ့သူကရှင်ပြည်နယ်ဖားကန့်မြို့မရှိကထောင်ရက်ကွက်နယ်အသက်30အရွယ် အောင်မျိုးနိုင်ကို ပြည်သူတွေဖမ်းဆီးရရှိခဲ့ပြီးမန္တလေးညရဲ့နန္ဒာရက်ကွက်နယ်မြို့ကြီးကတော့လွင်မြောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတောင်းရမ်းတာထမင်းတနက်ရှော့စားတဲ့ဤတွင်နဲ့စာဝင်းရဲ့အကြက်တွေကိုပြည်သူတွေဖြစ်ရှင်းနေရတဲ့စစ်တမ်းတစ်ခုအကြောင်းပြောပြခြင်းပါတယ်။အာဏာသိမ်းထားတာငါးနှစ်နီးပါးကြာမြင့်လာပြီးတဲ့နောက်မြန်မာပြည်သူတွေဟာအကြက်တဲဆုံးအခြေအနေကိုရှင်းဆိုင်နေရပါတယ်။အဲ့ဒီအထက်ကအဓိကအကြက်တဲဖြစ်တဲ့စာဝင်းရဲ့နဲ့ပတ်သက်ပြီး မြန်မာမဟာဗျူဟာနဲ့မူဝါဒလစ်လာရေး Institute ISP မြန်မာက2025ခုနှစ်စတင်မာလာနောက်ဆုံးအပတ်ထဲမှာစစ်တမ်းတစ်ခုကောက်ယူခဲ့ပါတယ်။စစ်ရေးပဋိပက္ခကိုအခြေခံတဲ့ကွန်သွေးလမ်းကြောင်းပိတ်ဆို့မှုတွေပြည်သူတွေအပေါ်တက်ရောက်မှုကိုလစ်လာနိုင်ဖို့လူတထောင်ကျော်ကိုမင်းမြန်ကောက်ယူခဲ့ရလို့သိရပါတယ်။စစ်တမ်းဖြေဆိုသူ2025ဦးအနက်133ဦးကစာဝတ်နေရဲ့အကြက်တွေကိုထမင်းတနက်ချော့စားတဲ့နီးနဲ့ဖြစ်ရှင်းနေရတယ်လို့ ၄၆ဦးကတောင်ရံစားတောက်တန်းနီးနံဖြစ်ရှင်းနေရတယ်လို့အဲ့ဒီစစ်တမ်းမှာဖော်ပြထားပါတယ်။တခြားသူတွေကလည်းရွှေတာ၃ဆွေရဲ့နင်းဈေးတတ်တာတဲ့အရာတွေဝေယူတဲ့နီးနံအသားငါရှော့စားတဲ့နေရည်နဲ့ဖြစ်ရှင်းကြတဲ့အကြောင်းလည်းဖြစ်ဆိုထားကြတယ်လို့သိရပါတယ်။ခိုင်မြုံနေမှနေထိုင်တဲ့အင်တန်ရှင်မတူကကျမတို့လင်မယား၂ယောက်တန်းတိုက်ခန်းအပိုင်တဲ့နေရာတောင်ယောက်ျားအလုပ်ကကိုဗစ်ကြောင့်လာစားရှော့ပြီးကြတဲ့ကထပ်မတိုးလာတဲ့အပြင် မပြုတ်တာကံကောင်းမှန်း အာနာမတိုင်းခင်ကအစဉ်ပြေခဲ့သလားအခုတော့ရက်20ကျော်ရင်ပတ်စံကိုပွက်သုံးနေရတယ်။ရှစ်တရရတာကတော့အစစအရာပါပဲလို့ MP ကိုပြောပါရယ်။စာဝန်ကြီးချက်တင်မွန်းနဲ့နောက်ဆက်တွဲအဖြစ်ခိုးဆိုလူရဲ့လိန်လိန်မှုတွေလည်းတိုးလာတဲ့အကြောင်းဖြစ်ဆိုသူ87ရာခိုင်နှုန်းရှိပြီးတရားမဝင်အလုပ်တွေလုပ်ကင်လာရတယ်လို့ဖြစ်ဆိုသူ54ရာခိုင်နှုန်းရှိခဲ့ပါရယ်။ပတ်ဝန်းကျင်မှာကိုကိုကိုအဆုံးစီရင်မှုတွေတိုးလာကြောင်းဖြစ်ဆိုသူ9ရာခိုင်နှုန်းလည်းပါဝင်နေတာတွေ့ရပါရယ်။ ဒီစစ်တမ်းကိုနေပြောကောင်စီနေမြေအပါအဝင်မြို့နယ်85မြို့နယ်အတွင်းကောက်ယူခဲ့တာဖြစ်ပါတယ်။နောက်ဆုံးပြည်တွင်းသတင်းအနေနဲ့ကနေကအန်ယူဂျီစေယုံဘုံကျဲခံရလို့လူနာနဲ့ဆီယမရှစ်ကိုတည်ဆုံးတဲ့အကြောင်းပြောပြပါဦးမယ်။စကိုင်းတိုင်းရင်းမပင်ခရိုင်ကနေမြို့နယ်ဝင်းမနိုင်းကျွော်မှာရှိတဲ့အန်ယူဂျီစေယုံစစ်ကော်မရှင်ကရေကြဲရှိချီဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူရှစ်ဦးတည်ဆုံးခဲ့လို့သတင်းရရှိပါတယ်။နိုဝင်ဘာလ7ရက်ဒီနေ့မနက်9:00ခန့်မှာ ဝူရအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကတက်လာတဲ့ပါရမော်တာခေါ်စစ်တပ်လေထင်းနဲ့စစ်ကော်မရှင်က energy လက်အောက်ခံဆေးရုံကိုဘုံကျဲတိုက်ခိုက်ခဲ့ရလို့ဒေသခံတွေနဲ့တော်လင်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။လူနာ9ယောက်နဲ့ဆ iam တအူတို့တည်ဆုံခဲ့ရပြီးဒဏ်ရာသူတွေလည်းရှိရလို့အမျိုးမဖော်လို့တဲ့အသက်30အရွယ်ဒေသခံအမျိုးသားတအူက MP ကိုပြောပါတယ်။လက်ရှိမြေပြင်မှာစစ်ကော်မရှင်ကစစ်ကြောင်ထိုးတာနဲ့မြေပြင်တိုက်ပွဲတွေမရှိပါဘဲ ြေးရွာဆင်းရုံကသာတိတန့်ဘုံကျဲချခဲ့တာဖြစ်တယ်လို့ဒေသခံအမျိုးသမီးတူကပြောပါတယ်။ဘုံကျဲခံရတဲ့အဲ့ဒီဆင်းရုံကထိကတ်တန်းရသူတွေနဲ့ဆင်းရုံရဲ့နောက်ဆက်တွဲအခြေအနေတွေကိုအသေးစိတ်သိရှိနိုင်ဖို့ MPA ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ရွာပေါ်ကတော့အမြဲလေရင်ပွဲတယ်။ပါရာမော်တာဂျိုင်ရိုကော့ပတာတွေလာတယ်။ရွာတွေကတော့လူအများကြီးမရှိဘူး။တော်တိုက်တွေမှာပဲနေတာများတယ်လို့ကဏီမြို့နယ်အတွင်းနေထိုင်သူတူကပြောပါတယ် တော်လင်းတက်ဖွဲ့ရဲ့အကောင့်ရကနေမြို့နယ်မှာစစ်ကော်မရှင်တပ်ကမြို့ပေါ်ချက်ကွက်တွေကိုသာထိန်းချုပ်ထားနိုင်ပြီးကျစ်လက်ပိုင်းကိုဒေသခံတော်လင်းတက်ဖွဲ့ကစွန့်မိုးထားပါတယ်စစ်ကော်မရှင်တပ်ကကနေမြို့နယ်ရှင်းလင်းမြစ်ကြောင်တစ်လျှောက်မှာရှိတဲ့မြစ်စိတ်တွေရှေ့ရာကျေးရွာတွေကိုလည်းတက်ပွဲဖြစ်ပေါ်တာမရှိပဲရွေကြဲရှိရှိဘုံကျဲတိုက်ခိုက်တာမျိုးတွေပြုလုပ်နေတယ်လို့သိရပါတယ်နောက်ဆုံးပြပတဲ့တဲ့အနေနဲ့ကမ်ဘောဒီးယားနဲ့ငြိမ်းချမ်းရေးမတည်ဆောက်တော့ဘူးလို့ပြောလာတဲ့ ထိုင်းဝန်ကြီးချုပ်အကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲအဆုံးသတ်လိုက်ချင်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရှစ်မှာထိုးခဲ့တဲ့ထိုင်းနဲ့ကမ်ဘောဒီးယားအကြားကငင်းငယ်ရေးစာချုပ်ကိုဆန်းငံ့တယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောဆိုပြီးအခုတော့ငင်းငယ်ရေးမတည်ဆောက်တော့ဘူးလို့ထပ်မံပြောဆိုလိုက်ပါတယ်။ကမ်ဘောဒီးယားနဲ့ငင်းငယ်ရေးဆွေးနွေးပွဲပြန်လည်မှာမဟုတ်တော့ဘူးလို့အနုံတန်ချန်ဝီယာကူကပြောတယ်လို့ဒီလိုလို့အမေရိကန်ကအခွင့်တုံးမြင့်မယ်ဆိုရင်တောင်သူ့အစိုးရက ဂယုမဆိုင်ဘူးလို့ပြောဆိုလိုက်တာပါဒီနေ့ကျင်းပတဲ့68ကြိမ်မြောက်အမျိုးသားကာကွယ်ရေးကော်လရဖွင့်ပွဲအခမ်းအနားမှာအနုံတင်ကကမ်ဘောဒီးယားဟာပြီးခဲ့တဲ့လကနှစ်နိုင်ငံဝန်ကြီးချုပ်တွေလက်မှတ်ထိုးခဲ့တဲ့ပူးတွဲကြေညာချက်ကိုလိုက်နာဖို့ပြက်ကွက်ခဲ့လို့ဒီစက်တခြားအောင်မြင်မြုပ်မိုင်းတွေဆက်ပြီးထောင်နေလို့ထိုင်းနိုင်ငံနဲ့ငြိမ်းချမ်းရေးပြန်တည်ဆောက်ဖို့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးသွားပြီလို့ထစ်သွင်းပြောကြားသွားတာပါကမ်ဘောဒီးယားရဲ့ကျူးကျော်မှုတွေကိုခုခံကာကွယ်ဖို့ထိုင်းတပ်ဖွဲ့ဝင်တွေကို အပြေအဝပြင်ဆင်ထားပြီးပြီလို့လည်းသူကပြောပါတယ်။ကမ္ဘောဒီးယားရဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုထပ်ခါတလဲလဲရှုံးဖောက်မှုတွေကြောင့်ကျွန်တော်နီလန်အတိုင်းပဲလှုပ်ဆောင်သွားမယ်ဆိုရက်ရွေးချယ်မှုကလွဲလို့တခြားရွေးချယ်ချင်ရမရှိတော့ဘူးလို့လည်းထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်ကထိုင်းပိုင်နယ်ဖြစ်တဲ့စီစာကတ်ခိုင်ကန်တလတ်မြို့နယ်မှာထိုင်းစစ်သား၄ဦးမြေမြုပ်မှိုင်းကြောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိုင်းမိုင်းရှင်းလင်းရေးစင်တာအပြောအရ အခင်းဖြစ်ပေါ်ရနေရာကအထောက်အထားတွေအရငင်းကြဲရဲ့သဘောတူညီချက်လက်မှတ်ရေးထိုးပြီးမှမှန်းသစ်ထောင်ထားတာလို့သိရပါတယ်။ကမ္ဘောဒီးယားဘက်ကတော့တရားဝင်ညှင်းဆိုထားပါတယ်။ဒီဖြစ်အကြောင်းအနုံတင်တဲ့စစ်ဘက်ခေါင်းဆောင်တွေဒေါသထွက်ခဲ့ကြပြီးပူတင်ငင်းကြဲရဲ့ကြေညာချက်ကိုအကောင့်ထဲပုံမှုရက်ဆိုင်ဖို့သူတို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အခုဖြစ်ပေါ်တဲ့နောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်လို့ကမ္ဘောဒီးယားအနေနဲ့တောင်းပန်ဖို့ထိုင်းဆိုရကတောင်းဆိုလိုက်ပါတယ်။ MBA တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MBA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောရီလည်းပြေကြပါစေခင်ဗျာ